ပြည်သူ့ပါတီကပဘိုးဒေသကြီးနဲ့အီယာရီဒေသကြီးပါတီရေကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်လှစ်ပြီးကိုယ်စားလှယ်လောင်းများကိုရမီရဖောက်များထံအနှံ့ခဲ့ကြောင်းသိရပါသည်။ပဘိုးဒေသကြီးရေကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်လှစ်ပွဲခန်းနာကိုနိုဝင်ဘာလ17ရက်နေ့မှာကျင်းပရာပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးနဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်များပဘိုးဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူ့ပါတီခေါင်းဆောင်များပါတီဝင်များတက်ရောက်ခဲ့ကြပါသည်။ ၎င်းခန်းသားမှာတာဝန်ရှိသူများကဆိုင်းဘုတ်ကိုအမွှေးနဲ့သားရေးများပတ်ဖြန်းပေးပြီးပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကူကြီးကအဖွဲ့အမှားစကားပြောကြားခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်ဘကိုးတိုင်းတွင်းမှဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူ့ပါတီကိုယ်စားလှောင်များကိုရမီရဖောက်များထံအနှံ့ပေးခဲ့ကြောင်းသိရပါတယ်။ထို့အတူပြည်သူ့ပါတီ AR တိုင်းဒေသကြီးရေကောက်ပွဲအောင်နိုင်ရုံခန့်ဖွင့်ပွဲနဲ့ဆိုင်းဘုတ်တင်ပွဲကိုပသိမ်မြို့နယ်အမှတ်လေးရက်ွက် ဘိုးဘာတီလမ်းမှာရှိတဲ့ AIRDN ဒေတာကြီးရုံးခန်းမှာနိုဝင်ဘာလ9ရက်ကပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဆိုပါခန္ဓာတို့ပြည်သူ့ပါတီဘိုးဥက္ကဋ္ဌဥပုကိုကြီးနဲ့ဘိုးလုံးမှုဆောင်ကော်မတီဝင်များ AIRDN ဒေတာကြီးတွေမှာရှိတဲ့ပြည်သူ့ပါတီခေါင်းဆောင်များပါတီဝင်များတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။အခမ်းအနားတွင်ပါတီဘိုးဥက္ကဋ္ဌဥပုကိုကြီးကအဖွဲ့အမားစကားပြောကြားပြီးအေရီတိုင်းတွင်မှဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းများကိုရမီရဖများထံအနှံချင်းတို့ပြုလုပ်ခဲ့ကြောင်းသိရပါသည်။